မင်္ဂလာပါရှင်မန္တလေးခေတ္တ channel နဲ့ပြန်လည်ကြွလာပါရှင်ကျမတို့ channel ကနေနောက်ဆက်တဲ့တွေများကိုစားတင်ဆက်ပေးတော့မှာဖြစ်ပါပါရှင်နိုင်ငံတော်သမရကြီးဦးအင်းမြင့်အသက်84နှစ်မြောက်မွေးနေ့မင်္ဂလာပွဲကိုမဲဆောက်မှကျင်းပခဲ့ကြောင်းသိရပါတယ်နိုဝင်ဘာလ10ရက်နေ့မှာကြာရောက်ခဲ့တဲ့နိုင်ငံတော်သမရကြီးဦးအင်းမြင့်ရဲ့84နှစ်ပြည့်မွေးနေ့ကိုဌာနနိုင်ငံမဲဆောက်မြို့တောရအဖွဲ့ကြီးကျောင်းမှာဆွမ်းခဲပွဲပေါ်စင်များ ကလူတဲ့မွေးနေ့ပွဲပြုလုပ်ခဲ့တာဖြစ်တယ်လို့တမိုင်းသူတည်တနာညွန်ကြားရင်မူစီနီယာဒေါက်တာတခြားပါကပြောဆိုချာဖြစ်ပါရီမြန်မာပြည်သူတွေတရားဝင်တင်မြောက်ချတဲ့နိုင်ငံတော်သမရာကြီးဦးအင်းရဲ့84နှစ်ပြည့်တဲ့မွေးရက်မြန်မာမတရားဖန်ဆီးခံထားတဲ့သမရာကြီးကျမ်းမာတက်ရှိစေချောင်းရွယ်ပြီးတန်ကရောရှင်သူမြတ်တွေကိုမွန်မြတ်တဲ့အစွမ်းခဲပွဲပေါ်စင်များကတ်လူတဲ့အခမ်းအနားတွေပြုလုပ်ခဲ့တာဖြစ်တယ်လို့စီရီယန်ဒေါက်တာတခြားပါကပြောဆိုချပါတယ် ။တမရကြီးဦးမြင့်ရဲ့84နှစ်ပြည့်မွေးနေ့တမရကြီးနဲ့ကွာနိုင်ငံတော်ဂျာမင်ဟန်ပုဂ္ဂိုလ်ကျော်ဆန်းစုကြည်အပါဝင်နိုင်ငံရဲ့အကျဉ်းသားရိအားလုံးလွတ်မြောက်ပါစေဆိုရွယ်ပြီးတန်ခေါ်အရှင်သူမြတ်တွေကိုမွန်မြတ်တဲ့အစွမ်းခဲဖွယ်ဖို့စဉ်းများတက်လူတဲ့အခမ်းအနားပြုလုပ်ခဲ့တာပါလို့ဂျမိုင်းတူတေသနာညွှန်ကြားမှုစီရီယန်ဒေါက်တာထထပါကပြောဆိုထားဖြစ်ပါရယ်ဦးဝင်းမြင့်ကမြန်မာဒီမိုကရေစီအဖွဲ့ချုပ် NLD စတင်တည် ထားကြဲကပေါင်ခဲ့တဲ့သူဖြစ်ပြီးဒနွေပြင်းမြနဲ့စီယူရဲ့အဖွဲ့အတွင်းမှုအေယာဗီတိုင်းစီယူရဲ့အဖွဲ့အတွင်းမှုဘိုးအလုံးမှုဆောင်အဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့ပြီးစစ်တပ်ရဲ့ဖမ်းဆီးခြင်းကိုအကြိမ်ကြိမ်ခံခဲ့တာဖြစ်ပါရယ်။တမရမဖြစ်မီကကျင်းပခဲ့တဲ့ရွေးကောက်ပွဲ၃ကြိစလုံးမှာဒနွေပြင်း1990ပတိန်2012ချားအဖြစ်နဲ့တာမွေ2015တို့မှာဝင်ရောက်ရှင်းပြခဲ့ပြီး၃ကြိစလုံးမှာဦးဝင်းမြင့်ကအနိုင်ရရွေးကောက်ခံခဲ့ရတာဖြစ်ပါရယ်။ 2016ခုနှစ်မှာပြည်တွလွတ်တော်ဒုတိယအကြိမ်အစည်းအဝေးကဦးဝင်းမြင့်ကိုပြည်တွလွတ်တော်အုပ်ချားဖြစ်ခန့်တောင်းဝန်ပေးခြင်းခံခဲ့ရပြီး2018ခုနှစ်မှာနှုတ်ထွက်ခဲ့ပြီးမြန်မာနိုင်ငံရဲ့ကိုဦးမြောက်သမရဦးထင်ကျော်သမရအဖြစ်မှနှုတ်ထွက်ရာဦးဝင်းမြင့်ကိုပြည်တော်ဆွလွတ်တော်ကမြန်မာနိုင်ငံရဲ့ဆယ်ဦးမြောက်သမရအဖြစ်2018ခုနှစ်မတ်လ28ရက်နေ့မှာတင်မြောက်ခဲ့တာဖြစ်ပါတယ်2019ခုနှစ်အတွက်ရေကောက်ပွဲမှာအမတ်နေရာ၄ရက်နဲ့68ခုအနည်း NID က ၃၉၆နေရာအနိုင်ရရှိခဲ့ပြီးရွေးကောက်ပွဲအနိုင်ရပါတီအဖြစ်ပြည်သူတွေထက်မှန်တင်မြောက်ခဲ့ကြတော့လည်းပဲအစိုးရတက်တန်းအစ်စ်မစတင်ပြီး၂၀21ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့မှာစစ်တပ်မှအာဏာသိမ်းယူခဲ့ပြီးဦးဝင်းနဲ့အတော်ဆဆုကျင်းတဲ့တကွာထင်ရှားတဲ့နိုင်ငံအကောင်အဆောင်တွေကိုဖန်ဆင်းခဲ့တာပဲဖြစ်ပါရယ်။သမရဦးဝင်းမြင့်ရဲ့၈၀နှစ်ပြည့်မွေးနေ့ကိုလည်း NUG ဖက်ကဂုဏ်ပြုဆုတောင်းပေးမှုများလုပ်ခဲ့ကြောင်းသိရပါရယ်။ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့လက်ချောင်းရောက်ခဲ့တဲ့ခွန်းနစနေနှစ်ပြည့်မွေးနေ့ညမနောက်နေ့ပေါင်းများစွာတိုင်အောင်ကိုကျန်းမာချင်းစိတ်ချမ်းသာခြင်းအပြည့်ပြားနဲ့ပြည့်စုံပါစေဟုအမျိုးသားညညရဲ့အစိုးရအန်ယူဂျီကလည်းဂုဏ်ပြုဆုတောင်းလိုက်တာဖြစ်ပါရယ်သမ္မတဦးဝင်းမြင့်ဟာပြောင်းလဲခြင်းမရှိတဲ့စိတ်ကြခွန်အားရရင်တဲ့ခေါင်းဆောင်မှုတွေနဲ့ပြည်သူတွေအတွက်တရားမျှတမှုနဲ့ဒီမိုကရေစီကိုခိုင်မာစွာကိုင်ဆွဲထားသူဖြစ်တယ်လို့ဖော်ပြထားပါရယ် တမရဝင်းနဲ့မတရားအချုံတော်ခန့်ချားမှုမှာအမြန်ဆုံးလွတ်မြောက်ပြီးမိမိချစ်ခင်သောပြည်သူများချမ်းပြည်ထောင်ရှိပါစေဟုလည်း NUG ရဲ့အကူပြုဆုတောင်းမှုမှာပါရှိထားဖြစ်ပါရယ်။ဂျပန်မြန်မာနိုင်ငံရဲ့အနာဂတ် Federal Democracy ပြည်ထောင်စုကြည်အောင်မြင်စွာတည်ဆောက်ရမှာထမံဥဆောင်မှုပြုနိုင်ပါစေလို့ဆုတောင်းထားပါရယ်။တမရဝင်းမြင့်မွေးနေ့ဟာမြမတော်လည်ရဲ့အတွေ့ခွန်အားသည့်မျိုးနွေးချက်အသစ်များကိုဆောင်ကျင်ပေးနိုင်ပါစေလို့လည်း NUG ကပေးပို့တဲ့ဆုတောင်းမေတ္တာလွှမ်းမှာဟောပြချဖြစ်ပါရယ်။ ။တမရဝင်းမြင့်နိုင်ငံရဲ့တပ်ပညာပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်တို့ဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကလေးကအနာဒစ်စစ်တရဲမတရားဖမ်းဆီးမှုခံခဲ့ရတာဖြစ်ပြီးနှိရှိထောင်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါရယ်။တမရဝင်းနဲ့မွေးနေ့ NUG ရဲ့အကုပ်ပြစုတောင်းစာထုတ်ပြန်ချက်အောက်မှာလဲမိသူလူထုတွေမွေးနေ့စုဆောင်းစာရေးသားပြီးတမရဝင်းနဲ့ကျမ်းမာဖို့အများဆုံးအချို့နောက်ကနေလွတ်မြောက်ဖို့စတောင်းပေးခဲ့ကြတယ်ဖြစ်ပါရယ်။ သမရာကြီးခမညာနေကောင်းကြပါပါစေမတရားဖန်ဆင်းမှုကနဲ့အများဆုံးလွတ်ကဲပါစေခမညာတောင်းနေရတဲ့အမြန်အောင်မြင်ပါစေမတရားအာဏာသိမ်းတဲ့သူတွေနဲ့အမြန်နှိကုံချုပ်ပါစေကြာရှုံးပါစေကြဆုံးပါစေဆိုပြီးလွတ်မကွင်းအုံပြုတ်သူတွေလည်းမှက်ချက်ပြည်ရသားချဖြစ်ပါရယ်ဆက်လက်ပြီးတော့ စစ်ဘုချုပ်များကအာနာကိုဆက်လက်ဆောက်ကထားနေရတဲ့ကြိုတင်ကြံစည်ထားတဲ့တရားမွေရွက်ကပွဲမှာအတူရောက်တာဖြစ်တယ်လို့ CIA ပေးကထမင်းတင်ညာထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်။အကြမ်းမဲ့စစ်ဘုစုများကအာနာကိုဆက်လက်ဆောက်ကနိုင်ရတဲ့တရားမွေရွက်ကပွဲကိုကြံစည်ထားတဲ့ဖြင့်ရွက်ကပွဲမှာအတူရောက်တာဖြစ်ကြောင်းပြည်တော်ဆွလွတ်တော်ကိုစာပြုကော်မတီ CIA ပေးကထမင်းတင်ညာချဖြစ်ပါရယ်။ 2020ပြည်နှစ်နိုဝင်ဘာလ10ရက်နေ့တွင်ပြုလုပ်ခဲ့တဲ့ Party of Democracy အထွတ်ထွေရွေးကောက်ပွဲတွင်နိုင်ငံရေးပါတီ62ခုနှင့်တတိပုဂ္ဂလရောမှကိုယ်စားလှယ်ပေါင်းစုစုပေါင်း9639ဟုဝေရောက်ရှင်းပြအရေးချက်ခံခဲ့ရကြောင်းဒီတူလူတော်တွင်မေဆန္ဒနဲ့338တိအနဲ့335နဲ့အမျိုးသားလူတော်မေဆန္ဒ168နဲ့ရှိတိအနဲ့တရားနဲ့61နဲ့နဲ့တိုင်းဒေသမျိုးလူတော်ကိုယ်စားလှယ်များအပောင်ဝင်တိုင်းဒေသကြီးပြည်နယ်လူတော်မေဆန္ဒနဲ့693နဲ့ရှိတိအနဲ့643နဲ့စုစုပေါင်း 1181နဲ့1139နဲ့တွင်ရွေးကောက်ပွဲများကျင်းပနိုင်ခဲ့ကြောင်းတရားဝင်ဆန္ဒမဲပေးပန်းခွင့်ရှိသူဦးရည်ရဲ82ရက်ခန့်လုံးကျော်ကဆန္ဒမဲပေးခဲ့ကြပြီးခိုင်လုံမဲ66ရက်ခန့်လုံးကျော်ရရှိခဲ့ကြောင်း CIA ပြောဆိုထားပါတယ်ဆိုပါရွေးကောက်ပွဲအားရုပ်ကြီးစစ်ချရာပီပီတူများစုရဲ့ဆန္ဒကိုထင်ဟဆစ်ခဲ့တဲ့ရွေးကောက်ပွဲအဖြစ်ပြည်တွင်းမြပါရွေးကောက်ပွဲလေးလာဆောက်ချစ်သူများကအတိမတ်ပြုခဲ့ကြကြောင်း ရင်းရွေးကောက်ဖွဲ့ကိုပြည်တော်ဆွရွေးကောက်ဖွဲ့ကမရှိကရွေးကောက်ဖွဲ့ဥပဒေများနဲ့အညီကျင်းပနိုင်ခဲ့ပြီးနိုင်ငံသားများကကိုဗစ် -19 ရောဂါကူးစက်မှုများကြားမှာကိုဗစ်စီကံများနဲ့အညီ၎င်းတို့ရဲ့ပြင်းပြတဲ့ဒီမိုကရေစီစစ်ဆန္ဒကိုမှန်ကန်စွာထုတ်ဖော်ခဲ့ကြကြောင်း CIA ကကြေညာခဲ့တာဖြစ်ပါတယ်အကြံဖက်စစ်တပ်ကတရားဝင်အစိုးရချမ်းမှနိုင်ငံတော်အနာကိုဥပဒေမဲ့လူယူခဲ့တဲ့အပြင် နိုင်ငံတော်သမ္မတဦးမင်းနဲ့နိုင်ငံတော်တပ်ဖွဲ့ငါဘုက္ခတော်ဆန်းစုကြည်အပါဝင်နိုင်ငံကောင်ဆောင်များလွှတ်တော်ကိုယ်စားလှယ်များနဲ့ပြည်သူများအားအပြစ်မဲ့ဖမ်းဆီးထောင်ချခဲ့ကြောင်းအရသာပြည်သူများအထက်အပြစ်မထား၍လေးချမ်းပြတိုက်ခိုက်ခဲ့ခြင်းစုလိုက်ပြုတ်လိုက်တပ်ဖြတ်ခြင်းအသင်းတော်မှစစ်သားစုဆောင်းဆင်ခြင်းတို့ကိုဆက်လက်တွန်းပြန်လှုပ်ဆောင်ရရှိနေကြောင်းသိရပါတယ်။အကြံဖက်စစ်တပ်ရဲ့လူမှုဆန်တဲ့အကြံဖက်လုပ်ရများကြောင်းပြည်သူ၃၆၀၀၀ကျော်ကနေရာစွန့်ခွာထွက်ပြေးသိမ်းရှုံနေရပြီးတန်ပေါင်းများစွာသောပြည်သူလူထုတွင်အင်းဤချင်းနိုင်ငံများနဲ့တခြားနိုင်ငံများတွင် ဒုက္ခသည်အဖြစ်ခလုံးနေကြရကြောင်းလက်ရှိအချိန်တွင်စီးပွားရေးတိတိတတ်တာကျဆင်းခြင်းအလောက်ကန်ရှာပါရှင်တရားဥပဒေစုံမှုမှုရှိရှိအပြင်အွန်လိုင်းလေလံမှုများလူမုံခုကူးမှုများနဲ့ဝိရစီဝါကုတ်ဖြတ်ဝေမှုများအဆမတန်ကြီးထွားလာခြင်းတို့ကြောင့်မြန်မာနိုင်ငံရဲ့တင်ငင်ရေးကိုတမကဒေတာကျွင်းနိုင်နိုင်ငံရဲ့လုံခြုံရေးတင်ငင်ရေးနဲ့တရားဥပဒေစုံမှုရေးများကိုဆိုးရွားစွာချိန်ချောက်လျက်ရှိနေကြောင်း CIA ကရှင်းပြထားဖြစ်ပါတယ်။ ရင်းချင်းနေတွင်ဂျန်ဖစ်စစ်တပ်ကပြည်တော်ရင်ဆစ်စင်းနေတဲ့အတူရောက်ရွှေကောက်ပွဲတီးမြမငိမ့်ချမ်းရက်ကိုဦးတည်တဲ့ရွှေကောက်ပွဲတစ်ခုမဟုတ်တဲ့အပြင်ပြည်သူအများစုရဲ့ဆန္ဒအမှန်ကိုလည်းထင်ဟပ်စေမှာမဟုတ်ကြောင်း စစ်ဗိုလ်ချုပ်များရဲ့အာဏာကိုဆက်တဲ့ဆုတ်ခံချနိုင်ရေးအတွက်ကြိုတင်ကြံစစ်ထားတဲ့တရားမှုအကြံရောရွေးကောက်ပွဲတာဖြစ်ကြောင်းလက်ရှိအချိန်တွင်အကြံဖက်စစ်တပ်တွေ၎င်းရဲ့အထက်အတိုက်ခရင်အားများဆုံးရှုံးနေပြီးနိုင်ငံရဲ့နယ်မြေသုံးဖို့တပုတ်ခန္ဓာထိန်းချုပ်ထားနိုင်ခြင်းစစ်ရဲစုံများစွာနဲ့ဥပဒေမဲ့လုပ်ရမ်းများစွာကိုကျွနဲ့နေတဲ့အကြံဖက်စစ်စုကပြည်သူများအားဖိနှိပ်၍အာရမပြေလုံနေတဲ့တရားမှုအကြံရောရွေးကောက်ပွဲဖြစ်ခြင်းတို့ကြောင့်အဆိုပါရွေးကောက်ပွဲကြီးပွင့်လင်းမြင်သား၍လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း CRB ကထောက်ပြထားဖြစ်ပါရယ် အကြံဖက်ဆဲဆုကအထက်ကနိုင်ငံရေးအားစုများအားဖိနှိပ်ဖဲကျင်းထားပြီးလွတ်လပ်တဲ့တရင်ရယူခွင့်ကိုလည်းပိတ်ပင်ထားကြောင်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဒီအန်ရရှိတဲ့အခြေအနေတို့ရောက်ရှိနေပြီးယုံကြည်ရတဲ့အစည်းအဝေးခန်းစားများအရာအကြံဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲကဝေးဥပဒေအရထင်ရှားကြော်ကြားတဲ့နေပြည်တော်ရှင်များအပါအဝင်အရသာပြည်သူအနေအဆုံး 69ကိုဖန်ဆင်းရည်ရထားကြောင်းသိရပါတယ်။အကြံဖက်စတဲ့ရဲ့တွေ့ရုံရုပ်ောက်ပွဲတီးဟန်ပြားဒီမိုကရေစီပြပြပြောင်းလဲရေးဖြစ်ပြီးလက်ရှိဖြစ်ပေါ်နေတဲ့ပြည်ပခါကိုပုံမဆွေးရစီမှာဖြစ်ကြောင်းထို့ကြောင့်ဆွေးရနေတဲ့အခြေအနေများစွာကိုရင်းဆိုင်နေရတဲ့မြန်မာပြည်သူများအတွေ့စစ်မှတ်တဲ့ငြိမ်းချမ်းရေးတီးပုံမအလန်းကွာဝေးနေမှာဖြစ်ကြောင်းအကြံဖက်အနာသိဆုစုကပြုလုပ်မယ့်ရုပ်ောက်ပွဲရဲ့လက်ကိုပြတ်သားစွာငင်းပက်ပေးရန်အင်းဒီချင်းနိုင်ငံများအဆင်ကုလသမဂ္ဂနဲ့နိုင်ငံတကာတာဝန်ကို CIA ကတိုက်တွန်းတောင်းဆိုထားကြောင်းသိရပါတယ်။ အားပေးနာဆွေမှုအတွက်ကျေးဇူးတင်ရှိပါတယ်ရှင်